်မင်္ဂလာပါရှင်လွိုက်ကောမမိုးကြီးမှုကြောင့်ရက်ွက်တချို့ရေကြီးနေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ခရနေပြင်းနဲ့မြို့တော်လွိုက်ကောမမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ဘလူးချောင်းရှိတက်ကအနိုင်ပိုင်ရက်ွက်တချို့ထပ်မံရေကြီးနေတယ်လို့ဒေတာခန့်တွေထံကသိရပါတယ်ဒီကရက်စက်တမလာ22ရက်နေ့ကစပြီးလွိုက်ကော်မမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်တောင်စေမင်းစုဒေါ်နိုကူရှမ်ပိုင်ရွှေတောင်နန်းကိုရက်ွက်တို့အပါအဝင် ရက်ကွက်တချို့မှာရှင်မြင့်တက်လာခဲ့တယ်လို့ဒီတာခန်တူကပြောပါတယ်။အဆိုပါဘလူးချောင်းရေကပြီးခဲ့တဲ့ဩဂုတ်လကုန်ပိုင်းကစပြီးမြင့်တက်လာခဲ့ပြီးချောင်းပေးမှာရှိတဲ့လက်အေးကများစွာရှင်နစ်မြုပ်ခဲ့ရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအပောင်ဝင်မြန်မာနိုင်ငံအနှံ့မှာစက်တင်ဘာလ22ရက်နေ့ကနေ28ရက်နေ့အထိမိုးကြီးနိုင်ပြီးရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တဲ့အတွက်အထူးတတိပြုနေထိုင်ကြဖို့ အန်ယူဂျီလူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကလည်းခရနီပြည်နယ်ဘလိုက်ကွန်မြို့တွေစံချင်တင်ရေးကြီးရေရှမ်းမှုဖြစ်ပွားခဲ့ပြီးတော့ဒေတာခံတွေရေးပေးဒုက္ခကြုံတွေ့ခဲ့ရပါတယ်ရှင်။